တော့နှလုံးရောဂါတွေတရားအနေနဲ့ကတော့ပထမဆုံးဦးစားပေးဆောင်ရွက်ရမှာကကိုလက်လှုပ်ရှားနေခြင်းကပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကိုလက်လှုပ်ရှားမှာမှာဆရာ be active ပေါ့နော်လှုပ်လှုပ်ရှားရှားနေပါပေါ့ဒီနေရာထဲမှာထိုင်ပြီးမနေနဲ့သွားသွားလာလာနေတယ်လီကားတက်စင်းလှုပ်ရှားရှင်လှုပ်တယ်ပေါ့နော်အဲ့တော့တက်တက်ကြကြလှုပ်လှုပ်ရှားရှားနေဖို့အတွက်အကြံပြုထားတယ်နောက်တစ်ခုကတော့လေ့ကျင့်ခန်းပေါ့နော်အဲ့တော့လေ့ကျင့်ခန်းမှာမှာဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့အညီ လေ့ကျင့်ခန်းလုပ်ပေးဖို့လိုတယ်ပေါ့နော်အလွယ်ဆုံးကတော့ walking exercise line ရှောက်လေ့ကျင့်ခန်းကတော့အလွယ်ဆုံးပဲဖြစ်ပါတယ်ဒီနေ့ကိုအနည်းဆုံးမိနစ်30 45မိနစ်လောက်ရအောင်လမ်းသွက်သွက်ရှောက်ပေးမယ်ဆိုလို့ရှိရင်နှလုံးကြမ်းအတွက်ကောင်းမွန်ပါတယ်နောက်တစ်ခုကတော့အစာတောက်ကတော့ကျန်းမာရေးနဲ့ညညတာတဲ့အစာတောက်တွေစားရမယ်ပေါ့နော်အဲ့တော့စားတဲ့အခါမှာလည်းအများကြီးမစားဘဲနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်လေးချိန်ညွတ်မြတ်အောင်ထိန်းသိမ်းပြီးတော့ စားတော့ပြီးပို့လို့ရတယ်။အေးအေးဝဝအေးပို့လို့ရတယ်နော်။အဲ့တော့အေးအေးဝဝဆိုတာတနေ့ကို9နိုင်နဲ့9နိုင်ကြာအေးဆက်ပေးဖို့လိုအပ်ပါတယ်။အုံနောက်ကို အနာပေးဖို့လိုအပ်ပါတယ်။နောက်တစ်ခုကတော့ဒီစိတ်ဖြစ်စီမှုရှော့ချပေးရမယ်။ကိုယ်ကစိတ်ပိုင်းဆိုင်ရာတွေရာလည်းပဲနှလုံးကိုထိခိုက်နိုင်တဲ့အတွက်စိတ်ဖြစ်စီမှုကိုကိုယ်ကရှော့ချပေးရမယ်။အဲ့တော့ကိုယ်အတွက်ဒီအားလတ်တဲ့အချိန်တွေထားပေးရမယ်။အပန်းဖြေတဲ့အချိန်တွေမျိုးအချိန်တွေကိုထားပေးရမယ်။နောက်တစ်ခါဒီ positive mind လို့ခေါ်တဲ့အကောင်းမြင်တဲ့စိတ် ထားပေးရမယ်။ကိုယ့်ရဲ့ဒီဒေါသတွေကိုရှင်းချထားပေးဖို့တို့လေ့ကျင့်ပေးထားရမယ်ပေါ့နော်။ဒီနည်းနဲ့စိတ်ဖြည့်ဆည်းမှုလေးတွေကိုရှင်းချပေးမယ်ဆိုရင်နှလုံးကြမ်းမာရေးအတွက်ကောင်းမှုပါတယ်ပေါ့နော်။ဆိုတော့ဒါတွေကိုဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။အဲ့တော့ရှောင်ရံအတွက်ကတော့ဒီဆေးလိပ်နဲ့အရက်ပေါ့နော်။အဲ့တော့ဆေးလိပ်ကောအရက်ကောကနှလုံးကြမ်းမာရေးအတွက်မသင့်တော်တဲ့အတွက်ဆေးလိပ်အရက်ကိုဒါကိုဖြတ်ဖို့လိုပါတယ်။တောက်တဲ့တူတွေပါပေါ့နော်။နောက်တစ်ခါဒီအသားတွေနဲ့ပတ်သက်လို့ရှိရင်အဲကြာရှည်ခံလုပ်ထားတဲ့သားတွေနောက်တစ်ခါအသင့်စား အစာအသောက်တွေဒါတွေကိုဆောင်ကျင်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခါအရေးကြီးဆုံးနောက်တစ်ချက်ကတော့ဒီစိတ်ကြမ်းမှန်ရေးပိုင်းဆိုင်ရာကိုလစ်လျူရှူထားတာမျိုးတွေမလုံးသင့်ဘူးဆိုပြီးတော့အကြံပြုထားပါတယ်အဲ့တော့နှလုံးသမားတွေရာဆိုလို့ရှိရင် များသောအားဖြင့်ဒီသွေးရိုးတို့စီးကြိုတို့ ਨੇ တွဲနေရတယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ့်ရဲ့စီးကြိုရှိတဲ့လူကလည်းကိုယ့်ရဲ့စီးကြိုကိုထိန်းသိမ်းထားဖို့လိုတယ်သွေးရိုးရှိတဲ့လူတွေကလည်းသွေးပေါင်ချိန်ပုံမှန်ချိန်ပြီးတော့ကိုယ့်ရဲ့သွေးပေါင်ချိန်ဒီကျန်းမာတဲ့သွေးပေါင်ချိန်တွေမှာထိန်းသိမ်း ထားနိုင်ဖို့အတွက်ကိုစစ်ဆေးနေဖို့လိုပါတယ်။နောက်တစ်ခါဆရာဝန်ညွှန်ကြားထားတဲ့စီးတွေကိုပုံမှန်မပြတ်မကွက်တောက်သွင်းပေးဖို့လိုတယ်။ဆရာဝန်နဲ့ပုံမှန်တွေးဖို့လိုတယ်။နောက်တစ်ခါအဲမက်ဒီကယ်ချက်ကပ်လို့ခေါ်တဲ့နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုတွေကိုလည်းပြုလုပ်ပေးသင့်ပါတယ်။ဒီ thyroid gland ကိုယောဂအမျိုးတစ်ခုခုကြောင်းပေါ့เนาะထုတ်လိုက်ရတဲ့သူတွေမှာဆိုလို့ရှိရင်เนาะဆေးဝါး တသက်လုံးတောက်သုံးဖို့လိုပါတယ်ပေါ့နော်အဲ့တော့ဒီ thyroid gland ကနေ thyroxine လို့ခေါ်တဲ့ဟော်မုန်းထုတ်တယ်ပေါ့နော်အဲ့တော့အခုတော့ခန္ဓာကိုယ်ကဟော်မုန်းမထုတ်နိုင်တဲ့အခါမှာအပြင်ကနေဒီ4လို့ခေါ်တဲ့ thyroxine ဓာတ်ကိုဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့အညီတသက်လုံးတောက်ဖို့ဟာနံပါတ်1အရေးကြီးဆုံးဖြစ်ပါတယ်နံပါတ်2ကတော့ဒီစားသောက်နေထိုင်ပေါ့နော်အဲ့တော့စားသောက်နေထိုင်မှာတော့တာမန်လူတွေလိုပဲအဲ balance and healthy diet เนาะကျမိုက်နေညွတ်တဲ့စားသောက်တွေစားသောက်ပေးဖို့လိုတယ်ပေါ့နော်အဲ့ဒီဟာဆိုလို့ရှိရင်တော့ နိုးနဲ့နိုးတဲ့ပစ္စည်းတို့နော်ဥငါးမျိုးမျိုးဓာတ်တွေကိုဟိုစားသုံးပေးဖို့လိုတယ်အသီးရတန်ရှင်းလက်ဆက်တဲ့အသီးရဒီနန်နေစားမယ်ပေါ့နော်ဆိုတော့ဓာတ်တွေလုတ်ပေးဖို့လိုတယ်နောက်တစ်ခုကတော့လုံလောက်တဲ့အနာယူမှုရှိဖို့လိုတယ်နောက်အိတ်ဆက်ချိန်9နာရီကနေ9နာရီတွင်ရှိဖို့အတွက်ကိုစောင့်ရက်ပေးဖို့လိုတယ်တတိယချက်ကတော့ကိုယ်လက်လှူရှားပေါ့နော်ကိုယ်လက်လှူရှားမှုပုံမှန်လုံနိုင်လို့ပါပုံမှန်မလုံနိုင်တဲ့လူတွေကလည်းဒီအလုတ်သွားလုတ်လာလမ်းလျှောက်ခြင်းအပြင်လည်းပဲဒါကကိုယ်လည်းလှူရှားလို့တတ်မှတ်လို့ရတယ်ပေါ့လေဆိုတော့ဒီနည်းနဲ့ ဒီကိုယ့်ရဲ့ခန္ဓာကိုယ်အလေးချိန်ကိုထိန်းသိမ်းထားမယ်ဆိုလို့ရှိရင် thyroid ထုတ်ထားပြည့်စုံလူတွေအတွက်ကျန်းမာရေးနဲ့အဲညီညွတ်မှာပဲဖြစ်ပါတယ်။အဲ့ဒီအခါမှာဆရာတို့တခုရှိတာကဘာလဲဆိုတော့ thyroid သမားတွေကကိုယ့်ရဲ့ကိုယ်အလေးချိန်ကိုအဲသတ်မှတ်ထားတဲ့ပေါင်တွေမှာထိန်းဖို့လိုပဲပေါ့နော်။ဘာလို့လဲဆိုရင် thyroid hormone ကဆိုလို့ရှိရင်ကိုယ်ခန္ဓာမြင့်တာတွေရောကိုယ်ခန္ဓာဝတာတွေရောဖြစ်စေတဲ့အထက်မှာပါတယ်ပေါ့နော်။အဲ့တော့ hormone များလို့ရှိရင်ပိတ်မယ်။ hormone နဲ့ဝ။ဒါကြောင့်ကိုယ့်ရဲ့ကိုယ်အလေးချိန်ကိုကျန်းမာရေးနဲ့ညွတ်တဲ့ အလေးချိန်ထဲမှာထားမယ်ဆိုလို့ရှိရင်ယောဂကြောင့်မျက်နာတွေကျကျတာတွေကိုအဲစောစီသိရှိနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ thyroid gland ထုတ်ထားတဲ့လူပြောင်းနေကိုယ့်ရဲ့ကိုယ်လေးချိန်ပုံမှန်ချိန်ထားဖို့လိုတယ်ကိုယ့်ရဲ့သွေးခုန်နှုန်းကိုမှတ်ထားပေးဖို့လိုတယ်ပေါ့နော်အဲဆရာဝန်နဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့ကိုယ်လေးချိန်မှတ်တမ်းနဲ့သွေးခုန်နှုန်းမှတ်တမ်းကိုပြသပေးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဆေးတိုးလျှော့တိုးရတဲ့အခါမှာပို့ပြီးအဆင်ပြေပြေဖြစ်မှာပဲဖြစ်ပါတယ်